မင်္ဂလာညချမ်းပါ like review မှာချုပ်ဆိုပါတယ်ကျွန်တော်ဗီဒီယိုကိုကြည့်တဲ့လူတွေအပေါင်း online တော့ကိုလွင့်နိုင်မယ်ဆိုရယ်ယုံကြည်ချက်နဲ့ကိုစိတ်နေပြချမ်းမှာချမ်းသာကြပါစေခင်ဗျာဒီနေ့မှာတော့ဟိုဘက်လူမြတ်ကျော် channel မှာမိုးကုတ်မြို့နဲ့မိုးမိတ်မြို့ကိုပြန်လဲပေးအပ်လိုက်တယ်ဆိုတဲ့အခြေအနေ DNL ကဖက်စစ်တနဲ့အပြစ်ခတ်ရက်ပြီးမိုးကုတ်မြို့ပြန်ပေးမယ် ကျွန်တော်တို့ဘိုင်သက်ကျော်တွေမှာမဟုတ်တာ MDI video ရှိတယ် PLA ရှိတယ် PBLA ရှိတယ်မိုးကုတ်ဗျူဟာရှိတယ်ခုနပဲမိုးကုတ်ဗျူဟာကျင်ရချက်ထတ်ထွက်လာတယ်ဘဝဗီဒီယိုထဲမှာတော့မပါသွားဘူးမိုးကုတ်မျိုးကိုကျွန်တော်တို့ PDF တွေပြန်လဲထိန်းချုပ်နိုင်လိမ့်မယ်လို့ခင်ဗျားတို့ယုံကြည်တယ်မလားဒါနဲ့ပြင်မှာ TNLA MNDA AA မြောက်ပိုင်းညောင်အတွဲအဆက်30 20ခွန်ဒုတိယ line အမန်ဒီရကတော့ကငယ်ကိုကြွေပြီးအေးရအေးချောင်းဖြစ်သွားပြီတရုတ်ကိုလှန်လို့မှမရတာအခု DNL ကလည်းတရုတ်ကိုလှန်လို့မရတဲ့အပေါက်တွေချိုးလာတယ်အပြစ်မပြောဘူးစုတ်လို့ကစုတ်လမ်းမပြနဲ့ဒီမှာကြံနေတာအေးအေးအေးအတွဲဆက် AC နိုင်ငံရေးကိုကြောင့်တေချာလိလာချီအမန်ဒီနဲ့ DNL ကတော့တရုတ်ဖီအားကိုလုံးဝလုံးဝမလွန်ဆန်နိုင်တာကိုတော့ ခမရတို့လည်းတည်သွားပြီကျွန်တော်တို့လည်းတည်သွားပြီဗမာတပ်တွေစူးစီးမှရမယ်မဟုတ်ရင်တရုတ်အာဂျင်နာအောက်မှာပြာပြာမှောက်လိမ့်မယ်လို့ Facebook ပို့တစ်ခုတော့ကျွန်တော်တင်လိုက်သေးတယ်ဆိုတော့ဒီနေရာမှာမိုးကြိုးလျက်ပြီးအတန်မကြားခင်နားကိုအုံနိုင်တယ်လို့စစ်ချီရမှာလဲလှင်မြန်မှုကအတက်ဒါကိုအေးအေးသိတယ်အော်ကတ်တက်တော့အေးစစ်ချီဖြတ်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 လှင်မြန်မှုနဲ့ထိုးစစ်စင်တာ ကျွန်တော်အမြဲတမ်းပြောတယ်နွာလာဥတ္တပကဲ့သို့တရှိန်လို့ထိုးစစ်စစ်ဦးနဲ့ထိုးစစ်ဦးဘလူးကဲ့သို့အကုန်ပြူဒီလိုအခြေအနေတွေနဲ့ရခိုင်ပြည်နယ်ကမြို့နယ်အားလုံးကိုတိမ်ပိုက်ထိန်းချုပ်ထားသလိုတိုင်းသုံးတိုင်းစစ်မျက်နှာဖွင့်ထားတယ်ကပ္ပစာ16နဲ့နှစ်မိုင်กว่าကပ္ပစာ6ကပ္ပစာ9ကပ္ပစာ20 21 16တို့ဟာမြက်ခုံးလုံနေပြီးခံစစ်အကြီးကျယ်ပြင်နေရတယ် ဒီတော့အာရကတတ်တော်အေအေဟာတော့စကူလောက်တည်းကတမ၅ခုလွတ်ပြီးတော့ဖက်စစ်တက်ကတိုက်တာတော့မနိုင်ဘူးအခုအချိန်မှာတော့အာရကတတ်တော်အေအေကိုဖက်စစ်တက်လုံးဝစီအေရရှုံနှိမ်သွားပြီဖြစ်တယ်မမကွေးပကူအေအေဝီမှာရှိတဲ့မဟာမိတ်တပ်ပေါင်းစုကြီး ਨੇ စီအေရဥဆောင်မှုပေးတယ်လို့ရလာတဲ့လက်နက်ခဲယမ်းတွေကိုလည်း ညီရင်းအကိုကဲ့သို့စနေကြခွဲချမ်းပေးတယ်။အဲ့ဒီတော့မဟာမိတ်တွေလေးစားအားကြမှုရလာတယ်။စီးရင်နိုင်ငံကြီးနှစ်ခုလုံး COC မှာအသားကျလာတဲ့အာရခတ်တတော် EE အဲ့ဒီအာရခတ်တတော် EE ကိုဘတ်စစ်တပ်ဘက်ကဘတ်စစ်တပ်ဘက်ကကောင်းနေရဲ့ဒေါ်လာရေးဘက်ကကောင်းနေပါပါတဲ့ကောင်းနေရဲ့ပေါ့ဗျာ။ရိုဟင်ဂျာဆိုတဲ့ဖဲချက်နဲ့ထုတ်ကစားလာတော့ကျွန်တော်တို့တွေ့ရတယ် ရွင်ဂျာဆိုတဲ့ကစားကွက်အာစာအရက်ဆိုလို့နေတကွာအာစာအချမ်းဖတ်တမားတွေရခိုင်ပြည်နယ်မှာစစ်မီးမွေးလာပြီးရခိုင်ပြည်နယ်မငိမ့်မချမ်းဖြစ်အောင်စပြီးတော့အကွက်ဆင်လာဒီကနေ့ဆိုရင်အာစာအဖွဲ့နှစ်ပတ်လည်စူဝေးပွဲဆိုပြီးဘင်္ဂလားဒေ့ရှ်မှာပြုလုပ်တယ်အဲ့ဒီပွဲမှာရခိုင်ပြည်ကိုရအောင်တိုက်မယ်လို့ဆိုတယ်ဘင်္ဂလားဒေ့ရှ်ကခွင့်ပြုလာ င်္ဂလားဒေ့ရှ်ကသမရယူနစ်ကိုနေရဆွဲပြီးတော့ကျွန်တော်ပြချင်တာဗျစစ်သွေးကြောအချမ်းဖက်လက်နက်ကင်အဖွဲ့စည်းအာရကန်ရိုဝင်ဂျာကေတင်ရေးတက်မတော်ဆိုတဲ့ကောင်တွေကိုနှစ်ပြည့်နှစ်ပတ်လည်နေအထိမ်းမှတ်ကိုအော်ရိုဘာ26ရက်နေ့မှာဘင်္ဂလားဒေ့ရှ်နိုင်ငံတနေရာမှာပြုလုပ်တယ်လို့သိရတယ်။ဒါကိုဘင်္ဂလားဒေ့ရှ်ထောက်လိုင်းကြီးတပ်ဖွဲ့တွေစစ်တပ်တွေရဲတပ်ဖွဲ့တွေမသိဘူးလား။စစ်သွေးကြအကြမ်းဖက်လက်နက်ကင်တပ်ဖွဲ့ခင်ဗျားတို့နိုင်ငံထဲမှာ ရှိနေတယ်လုံနေတယ်ငါတို့အာစာအဖွဲ့ဟာရခိုင်ပြည်မှာရှိတဲ့မွတ်စလင်တွေညီညွတ်ရမယ်လို့ပြောတယ်မြန်မာနိုင်ငံမှာရခိုင်စစ်တပ်ရှိတယ်ရခိုင်ပြည်ကိုရောက်အောင်တိုက်မယ်တယောက်ချင်းစီစီကံရှိပါတယောက်ချင်းစီတနက်ကင်စားပြီးညီမစစ်တပ်နဲ့ပူးပေါင်းပြီးတော့အာခတ်တက်တော်အခတ်တတော်ကိုတိုက်ခိုက်မယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာရှိတယ်လို့ပြောကြားသွားတယ်။ဒီပွဲကိုနိုင်အောင် တိုက်မယ်လို့လည်းအကြံဖတ်ခေါင်းဆောင်ကပြောတယ်။အဲ့တော့ဒီဒီဗီဒီယိုကိုကျွန်တော်လေ့လာကြည့်တဲ့အခါမှာအာဆာအကြံဖတ်လုံခြုံရေးသမားတွေဝစ်စင်ထားတဲ့ MICH G ကအုတ်ထုတ်တွေဒီ G ကအုတ်ထုတ်တွေကဘင်္ဂလားဒေ့ရှ်အထူးတပ်ဖွဲ့ဝင်တွေအသုံးပြုတဲ့အုတ်ထုတ်အဲ့ဒါကိုဘင်္ဂလားဒေ့ရှ်တရင်တွေကလည်းရေးသားဖော်ပြ ထားတာကိုတွေ့ရတယ် အဲ့တော့စစ်သွေးကြအာစာအချမ်းဖတ်အဖွဲဟာဘင်္ဂလားဒေ့နယ်စပ်မှတဆင်အာရခတို့ရခိုင်ပြည်နယ်တို့စိတ်ဝင်လှုပ်ရှားနေတယ်အပြစ်မဲ့အရသာပြည်သူတွေကိုဖမ်းဆီးတပ်ပြတ်အချမ်းမလို့ရမြာကျူးနေတယ်လက်ရှိအချိန်မှာအာစာအပါဝင် RSO အချမ်းဖတ်တပ်ဖွဲ့တွေကိုအာရခတတို့အေးကလည်းပြင်းပြင်းထန်ထန်လိုက်ချိန်မုန်းနေတယ်ဘင်္ဂလားဒေ့ကိုခွေးပြေးဝပြေးပြေးပြီးဘင်္ဂလားဒေ့ထဲကနေပြီးတော့ရခိုင်ပြည်နယ်အရေးကိုဝင်ရောက်ဆွတ်ဖက် ဘာသာရေးလူမျိုးရေးသွေးခွဲသွေးမြေကြောင်ဆောင်ရွက်နေတယ်။အရဟတတော်ရဲ့စည်ရေးနိုင်ငံရေးစနစ်ချမှုကိုရှောက်ကြပီပီစစ်ကိုစစ်နဲ့တူအောင်မတိုင်နိုင်တော့ပဲ။အောက်လုံးတွေထိုးပြီးအချမ်းဖက်တွေကိုမြောက်ပေးကစစ်တပ်ကလက်နက်တပ်ဆင်ပေးပြီးရန်တိုက်ပေးနေတယ်။နံပါတ်1နံပါတ်2ရဝင်ဂျာလို့ရဝင်ဂျာလူမျိုးလွတ်မြောက်ရေးရဝင်ဂျာဘာဖြစ်ရေးညာဖြစ်ရေးလူခွင့်ရေးခွေးခွင့်ရေးလို့ ်အော်ဟစ်နေပြီးနိုင်ငံခြားမှာနေတဲ့အင်္ဂလန်အမေရိကန်မှာနေတဲ့ထွန်းခင်တို့အုပ်စုနဲ့လူခွင်ရေးတကောင်သားတွေပူပေါင်းပြီး proposal ရာရေးအတွက်လှုပ်ရှားပြီးအာရခတ်တော်အေအေကိုမျက်လုံးတောက်တောက်လက်ညှိုးနှောင်းနှောင်းထိုးပြီးအပြစ်တင်ပြီးနိုင်ငံအေအေရာတိတ်ခါချနေတယ်။ဒါနဲ့ပတ်သက်ပြီးအာရခတ်တော်အေအေကလည်းကုလသမဂ္ဂလူခွင့်ရေးကိုယ်စားလှယ်ကိုလာရောက်စစ်ဆေးဖို့ဖိတ်ခေါ်တာပါလေ။လာရဲလားမလာရဲလားတော့ကြည့်ရအောင်။ အဲ့တော့အဲ့ဒါနဲ့တပြိုင်နက်ဖက်စစ်တပ်ကဘာလုပ်လာလဲဆိုတော့နေတိုးကိုစွဲတင်လာတယ်နေတိုးကိုဝါရဖြန့်ချီဇက်ကားမှာရခိုင်တယောက်ဖြစ်တဲ့နေတိုးနဲ့ရခိုင်ရခိုင်အမျိုးသမီးဖြစ်တဲ့ချူးလေးကိုစွဲထုတ်ပြီးရခိုင်ဒုရဲမှာညညွတ်နေတဲ့ရခိုင် လူမျိုးကြီးဂျားတွေကိုနှစ်ချမ်းကွဲအောင်စလုပ်လာတယ်ဝါရဖြန့်ချီရုပ်ရှင်ကတကားခင်ဗျားတို့ပေါ့ပေါ့မတွန့်နေဘူး တွင်းနဲ့ကြော်ရင်းရိုက်ထားတဲ့ဝေလဲမွေးကြွေလဲမွေးတိလာစစ်တိုက်တိုင်းကစားရင်စစ်ဘူကြီးလုံးမယ်ဆိုပြီးတော့ကျွန်တော်တို့ကိုဝါလာမိုင်းတိုက်ခဲ့တာစီယုံစိုးမိုးခဲ့တာစစ်တပ်သားကိုးွယ်ရစစ်တပ်သားတခင်စစ်ဘူကြုံတွေသာပယင်ဆိုပြီးတော့ကိုးွယ်ရနိုင်ကိုးွယ်တဲ့အထိအယုံသွင်းနိုင်ခဲ့တယ်သတင်းမီဒီယာတွေကိုကြည့်ဦးမလားဖျားတီကြောင်စောက်နေတဲ့စစ်ဘူကြုံတွေစစ်တပ်သားတူတော်ကောင် ဒီလိုဖြစ်အောင်လုပ်ခဲ့ကြတယ်။ဝါရဖြန့်ချီယူရှော့မတော်နဲ့။ကရင်တဘုံ၊မုံတဘုံ၊ရခိုင်တဘုံ၊ကချင်းတဘုံ၊ချင်းတဘုံ၊ရှမ်းတဘုံစစ်တပ်ကလည်းကျန်တဲ့အားလုံးတဘုံအခုဗမာတဘုံစစ်တပ်ကကက်တင်ရှင်စစ်တပ်ကကျေးဇူးရှင်ဒီလိုဖြစ်အောင်စစ်တပ်ကဝါရဖြန့်ချီလုပ်ကြံဇကားရီရှိုက်ပြီးကျွန်တော်တို့မျိုးဆက်အဲ့ဒီအောက်မှာကြီးပြင်းခဲ့ရတယ်။နော် တချို့ဆိုရင်စစ်တပ်ကိုအထင်ကြီးပြီးအခုတော်လန်တိုက်ပွဲဝင်နေတဲ့စစ်ကွေးတင်းကျိုင်းသခိုင်းတိုင်းဆိုတဲ့နေရာကအညာသူအညာသားတော်တော်များများစစ်တပ်တွေလိမ့်ဝင်ကြတယ်အဲ့တော့နွေဦးတော်လန်ကြီးရဲ့အခင်းချင်းမှာစစ်တပ်ကိုအရှုံးပေးတော့စစ်တပ်ကသာအမှန်စစ်တပ်ကလွဲရင်ကျွန်တော်အလုံးအမားဆိုတဲ့ပုံစံနဲ့ဗမာပြည်ကတော်တန်းစင်ရင်ဝင်ဖြစ်တဲ့အမှုပညာရှင်တွေပါပြီးတော့ဇလန်းရိုက်တာဟာ စစ်တပ်ရဲ့စစ်တပ်သာကယ်တင်ခြင်းစစ်တပ်သာဘုရားသခင်ဗိုလ်ချုပ်တွေသာသူတော်ကောင်းစစ်သားတွေသာသူတော်ကောင်းစစ်သားအဓိကဝါရဆိုတော့ကိုပုံသွင်းဝါရဖြန့်တာအပြင်ကိုနေတိုးနဲ့ခြူလေးကိုတမင်တကာထဲ့တာဟာစီလုံးညို့နေတဲ့ရခိုင်လူမျိုးအဖရခိုင်နိုင်ငံတော်ကရခိုင်လူမျိုးတွေကြားတဲ့နှစ်ချမ်းခွဲတဲ့ဝါရဖြန့်ချီတည့်ရဖြစ်လာပါတယ် ဲ့တော့အချက်၃ချက်ရှိပါပြီအာစာ RS ဆိုကိစ္စရွေးင်ကြဆိုပြီးလူခွေရခွေးခွေးရေကောင်နေတဲ့ကောင်တွေရဲ့တတ်ရှုသွေးခွေးမှုအာကတ်တတော်အေးရင်ဆိုင်နေရတဲ့နိုင်ငံကြီးစစ်မျက်နှာကိုကျွန်တော်ပြောနေတာအခုနေတိုးတို့ချူးလေးတို့ထဲ့ပြီးရခိုင်ဒုကိုနှစ်ချမ်းခွဲတယ်စီရင်မှာခွက်ခွက်လန်အောင်ရှုံးနေစီရင်မှာခွက်ခွက်လန်အောင်ရှုံးနေဖက်စစ်တပ်ဟာအာကတ်တတော်ကို ထိုးခွဲဖို့အတွက်ဒီလိုနီလန်းတွေကိုအသုံးပြုလာတယ်လို့ခမရတို့ကိုကျွန်တော်ပြောချင်တာစီရီမှာဖက်စစ်တက်လုံးဝအာရခတ်တက်တော့အေးနဲ့ပူပေါင်းတက်တွေကိုမနိုင်တော့ဘူးတိုင်းတုံးတိုင်းစစ်မျက်နှာမှာကပ္ပစရီမျက်ခုံးလုတ်ပြီးကြောက်တူးတုံနေရပြီရှင်းနေတော့အဲ့တော့နိုင်ငံရေးလူခွင့်ရေးတွေခေါင်းစစ်တက်ပြီးထိုးခွဲတာကိုကိုလူတွေကလည်းညံပါပါနဲ့ပါပါနဲ့နဲ့ လှလှပပတံပြန်နိုင်မှုလိုအပ်ပါတယ်ဒီအကြောင်းကျွန်တော်လာပြောတာပါအာရကတ်တော်ရဲ့ထိုးစစ်ဗျူဟာအောက်မှာအယူမီဝိုင်းနေတဲ့ဖက်စစ်တပ်အခုဆိုလဲမိခဲဖင်ခုထိုင်နေရပြီစစ်တွေရောကြောက်ပြီးတော့တပြိုင်နဲ့ထိုးနေတယ်အခြားဗျူဟာတွေကျွန်တော်မပြောချင်ဘူးကျွန်တော်ပြောမပြောချင်လို့ဗျာအရှမ်းကိုစီပါဝါအရှမ်းအားကောင်းလာတယ်အဲ့ဒီမှာနိုင်ငံရေးလူမျိုးရေးနဲ့ထိုးခွဲတယ်တာဝတိရပြီ နော်အဲ့တော့ပော့ပော့တော့မတွေးကြပါနဲ့ပော့ပော့တော့မတွေးကြပါနဲ့ဒါပေမဲ့ဒီအချိန်မှာစစ်ရေးရဆိုရင်တော့အရခတ်တက်တော်အိမ်နဲ့ပူပေါင်းတက်တွေကိုတက်မ10မှစကခခ20တက္ကစ6ခုနဲ့ဗတ်စုံတုံတိုက်တာတော့ရခိုင်မှာမနိုင်ဘူးရှင်းနေနော်တတိရှင်ရခိုင်ုံတက်တွေအကုန်ပို့လိုက်ဖင်ပွင့်ပြီးတော့အထက်လန်အောက်ရှော့ဖြစ်မှာ ခေတ္တမိုင်းကိုဒုံမဆိုင်ပဲနေတိုးဆိုတဲ့ကောင်စေးကြိမ်လုံးနဲ့စော်ကကသွားရလိမ့်မယ်။ရှင်မီတို့ပြန်ရောက်တဲ့ဒီစမုံတုံးသွားလိမ့်မယ်လို့ကျွန်တော်တပ်ပြောလိုက်ပါတယ်။ယေရှုတင်ပါတယ်